အားလုံးပဲမင်္ဂလာပါမန်နီဘောမြန်မာကနေကြိုဆိုလိုက်ပါတယ်အခုတင်ဆက်ပေးချင်တာကတော့ Multi Club Models နဲ့ပေါ်လုံးလောကအကြောင်းပဲဖြစ်ပါတယ် Multi Club Model ဆိုတာကတော့ UEFA က Multi Club Ownership ဆိုပြီးတော့သုံးနှုန်းပါတယ်ပိုင်ရှင်တယောက်ကုမ္ပဏီတစ်ခုဟာအသင်းတစ်သင်းနဲ့မဟုတ်ဘဲနဲ့အသင်းအများကြီးကိုပိုင်ဆိုင်ခြင်းကို Multi Club Ownership လို့ခေါ်ပါတယ် UEFA ကတော့ဒါပြောမယ်ဆို Free Market သဘောတရားအရာ ဥရောပမှာခွင့်ပြုပေးထားတယ်အဲ့တော့ဒီလွတ်လပ်တဲ့စီးပွားရေးပုံစံအရဝယ်ယူပိုင်ခွင့်ရှိတယ်ဘောနော်ဒါကြောင့်မလို့လက်ရှိအချိန်မှာဥရောပမှာ multi club models တွေအများကြီးတွေ့လာရတယ်အမြင့်ဆုံးဝယ်ယူထားတာကတော့ဒါ American ပိုင်ရှင်တွေဖြစ်ကြတယ်ဘောနော်အဲ့တော့ multi club ownership တွေဘယ်လောက်ကြီးထွားလာသလဲဆိုတာကိုကြည့်မယ်ဆိုရင်2012ခုနှစ်တုန်းက multi club model ကျင့်သုံးတဲ့ကလပ်ဟာ40ပဲရှိတယ်ဒါပေမဲ့2022ခုနှစ် UEFA benchmarking ကထုတ်ပြန်တဲ့အချိန်မှာတော့ multi-club models အသုံးပြုတဲ့ကလပ်ဟာ180တိရှိလာခဲ့ပြီ2023ခုနှစ်မှာတော့300တသိန်းတိရှိလာခဲ့ပြီအဲ့တော့တိုးသွားတဲ့နှုန်းတွေကအင်မတန်ကြောက်ဖို့ကောင်းတဲ့ပမာဏကိုကျွန်တော်တို့မြင်တွေ့ရမှာဖြစ်တယ်အဲ့တော့ multi-club ownership တွေဘာကြောင့်လောက်ရတာလဲဒါကို UEFA ကခွင့်ပြုထားတာလား အခွင့်ပြုရင်ရောဘယ်လိုမျိုးခွင့်ပြုပြီးတော့ဘယ်လိုမျိုးအခြေအနေမှာခွင့်မပြုဘူးလဲဒီအကြောင်းနဲ့တည်းပတ်သက်ပြီးတော့ဆက်လက်ပြီးတင်ဆက်ပေးသွားပါမယ်အဲ့တော့ UEFA ခွင့်ပြုထားသလားဆိုတဲ့ကိစ္စကအင်မတန်အရေးကြီးတယ်ကျွန်တော်ရှေ့မှာတင်ပြခဲ့သလို UEFA ဟာခွင့်ပြုထားတယ်ဘာဖြစ်လို့လဲဆိုတော့ဥပဒေကြောင်းအရာတားဆီးလို့မရဘူး free market သဘောတရားအရာဒီဟာတွေက separate စီးပွားရေးတွေဖြစ်တယ်ပေါ့နော်ဒီအခြေအနေမှာတော့ UEFA အနေနဲ့ခွင့်ပြုလို့မရဘူး။ဒါကြောင့်မလို့သူတို့ကခွင့်ပြုထားတယ်။ဒါပေမဲ့တချို့သောအခြေအနေတွေကိုဒါစီတဲ့ဒီပြန်ပြီးတော့ restrict လုပ်တဲ့အရာလေးတွေတော့ရှိပါတယ်။အဲ့တော့ UEFA အနေနဲ့ပြီးခဲ့တဲ့နှစ်ကဆိုရင်ဒါ Manchester United နဲ့ Nice အသင်းပြီးတော့ Manchester City နဲ့ Girona အသင်းတို့ဒါထိတိုက်တွစ်ဆုံမှုဖြစ်တဲ့အခြေအနေလေးတွေပေါ့နော်။ Champions League ပြိုင်ပွဲနဲ့ Europa League ပြိုင်ပွဲတွေမှာအဲ့တော့ဒီလိုအခြေအနေမှာဆိုရင်တော့ UEFA အနေနဲ့ဒါ ဝင်ရောက်ပြီးတော့ restrict လုပ်တဲ့အခြေအနေတွေရှိလာတယ်။ကြံတော့အခြေအနေတွေမှာတော့သူတို့ဟာလွတ်လပ်စွာဒါခွင့်ပြုထားတယ်ပေါ့နော်။အဲ့တော့ league တစ်ခုနဲ့တစ်ခုမတူဘူး။ Premier League ကတော့ဒါပြောမယ်ဆိုရင် Premier League မှာရှိနေတဲ့အသင်းတွေဟာသူ့ရဲ့အောက်မှာရှိနေတဲ့ lower league ကအသင်းတွေကိုပိုင်ဆိုင်ခွင့်မရှိဘူး။ Spain လည်းတူတူပဲ၊ Germany လည်းတူတူပဲ။ဒါပေမဲ့ အီတလီမှာတော့မတူဘူးအီတလီမှာတော့ပိုင်ဆိုင်လို့ရတယ်ဒါကြောင့်မလို့လွန်ခဲ့တဲ့နှစ်တွေတော့ငါဆိုရင်လာစီယိုဥက္ကဋ္ဌလော့တက်တိုကသူပိုင်ဆိုင်တဲ့နောက်ထပ်ကလပ်ဖြစ်တဲ့ဆလာနီတာနာအသင်းကိုရောင်းချခဲ့ရတယ်ဘာလို့လဲဆိုတော့ဆလာနီတာတာတန်းတက်လာတဲ့အချိန်ဖြစ်နေတယ်ပေါ့နော်တန်းတက်လာတဲ့အခါမှာရောင်းချလိုက်ရတယ်ပေါ့နော်ဒါကတော့အစည်းအဝေးရဲ့ပုံစံဖြစ်တယ်အဲ့တော့လွတ်လပ်စွာပိုင်ဆိုင်ခွင့်ရှိတယ်ဒါပေမဲ့သူတို့တွေအနေနဲ့ဥရောပပြိုင်ပွဲတွေရောက်လာရင် ထိတ်တိုက်တွေ့မဲ့အခြေအနေတွေဖြစ်လာပြီဆိုရင်တော့ပြိုင်ပွဲတစ်ခုတည်းအောက်မှာရှိလာပြီဆိုရင်တော့ UEFA အနေနဲ့ restrict လုပ်တယ်ပေါ့နော်အဲ့တော့ restrict လုပ်တဲ့အခါမှာဘယ်လိုလုပ်သလဲဆိုတော့အသင်းတွေရဲ့ share တွေကို short ချခိုင်းတယ်အဲ့တော့ short ချတဲ့နေရာမှာဒါ Brighton ရဲ့ဥပမာကိုကြည့်လို့ရတယ်ပေါ့နော် Brighton နဲ့ Union စိတ်ကြီးလိုက်ဆိုတဲ့ Belgian club ကို Brighton ဘိုင်ရှင်ဖြစ်တဲ့ Tony Blunt ကပိုင်ဆိုင်တယ်ပေါ့နော်အဲ့တော့ဒီနှစ်သင်းဟာ Europa League မှာရှင်ပြိုင်ခွင့်ရတဲ့အခါမှာ Tony Blunt အနေနဲ့အားလုံးကိုရှင်ပြိုင်ခွင့်ရရှိစေဖို့အတွက်သူ့ရဲ့ ီ share တွေကို USD Union Saint Gilles မှာ short ချခဲ့ရတယ်ပေါ့နော်ဒါကတော့အတိတ်တုန်းကဖြစ်ရဲ့အဲ့တော့ဒီလက်ရှိအချိန်ပြီးခဲ့တဲ့နှစ်မှာဖြစ်ခဲ့တာကတော့ဒီအရန်ကြီးမားတဲ့ club တွေဖြစ်တဲ့ Manchester United Manchester City ပေါ့နော်သူတို့ဟာဒါ Girona Nice အသင်းတို့နဲ့အတူတူတူကြားရောက်နေခဲ့တယ်ပေါ့နော်အဲ့တော့ဒီအခါမှာခုနလိုမျိုးအလွယ်လေးဒီ short ချတာမဟုတ်ပဲねအဲ short ချဖို့လည်းအချိန်မလုံလောက်ဘူးပေါ့နော်အဲ့တော့ဒီလိုအခြေအနေမှာ UEFA အနေနဲ့ trustee ဆိုတဲ့ဒီ blind trust လို့ခေါ်တာဗောနော blind trust program တခုကိုသူ့အနေနဲ့ဖန်တီးလိုက်တယ်ဗောနော်အဲ့တော့အဲ့ blind trust တဲမှာ UEFA ရဲ့ဒါ CFCB လို့ခေါ်တဲ့အဖွဲ့ရှိပါတယ်အဲ့တော့ CFCB ဆိုတာကတော့ဒါ club financial control body လို့ခေါ်တယ်ဗောနော် club တွေ financial ကိုဒါစောင့်ရှောက်တဲ့အဖွဲ့ပေါ့လေအဲ့တော့ CFCB ကကြီးမှုပြီးတော့ဒါ trust တွေကိုသူတို့အနေနဲ့ခေါ်ယူတယ်အဲ့ဒါက trust တွေကတော့ဒါပြောမယ်ဆိုရင်ဒီ financial တွေ ပြီးတော့ဒီ lawyer စီရှင်းနေပြီပေါ့เนาะသူတို့အနေနဲ့ဒီအခြေအနေကိုကင်တွယ်ကြတာဖြစ်တယ်အဲ့တော့ဘလို့ကင်တွယ်တယ်လဲဆိုတော့ UEFA CSCBN နဲ့ရွေးမြောက်လိုက်တယ်အဲ့ trustee ကခုန Manchester City case မှာဆိုရင် Manchester City ကပဲပိုင်ဆိုင်တယ် Girona Girona ရဲ့ share တွေကိုသူတို့ကကင်တယ်သူတို့ရဲ့ဒီ share တွေနဲ့ဒီဒီအသင်းကို run တဲ့ပုံစံကိုခုန trustee ကကင်တွယ်တယ်ပြီးတော့ဒီအသင်းမှာခန့်တဲ့ board member တွေကိုလည်းသူတို့ကပဲခန့်အပ်တယ် Manchester City ရဲ့ပိုင်ရှင်ဖြစ်တဲ့ CFG သူကဒီအားလုံးအောက်မှာသူ့အောက်မှာရှိနေတယ်အဲ့ဟာတွေကိုသူစီမံကုန်ကမရှိတော့ဘူးမန်ချက်စတာစီးတီးနဲ့ပဲ CFG ကတက်ဆိုင်တယ်ဂျီရိုနာကို CFG ကလက်လွတ်လိုက်ရတယ်တတင်ကပေါ့နော်ယာယီအပြင်အဲ့ဒီအခြေအနေမှာဒါပြောမယ်ဆိုရင်အခုဒီရာဒီဂျီရိုနာဝင်ခွင့်မရဘူးဆိုရင် CFG အနေနဲ့အဲ့ဒီ share ကိုပြန်လဲရရှိမှာဖြစ်တယ်ဒါခိတာခဏပေါ့နော်ခိတာခဏ administration ကိုဒါအပ်ထားလိုက်ရတာဖြစ်တယ်အဲ့ဒီ administration ကိုတော့ UEFA ရဲ့ဒါ trustee တွေကနေကင်တွယ်တယ်ပေါ့နော်ကင်တွယ်ပြီးတော့ဒီ ဂျီရိုနာအသင်းရဲ့လုပ်ငန်းစဉ်တွေအကုန်လုံးဟာမန်ချက်စတာစီးတီးနဲ့သက်ဆိုင်ခြင်းမရှိအောင်သူတို့ကတေချာအောင်ပြုလုပ်တာဖြစ်တယ်အဲ့တော့ transfer တွေပြီးတော့ဒီ scouting data sharing ပေါ့နော် game house နဲ့ဒီ share တာတွေပြီးတော့ tactics share တာတွေအစရှိသဖြင့်ဘယ်အရာမှ share ခွင့်မရှိအောင်သူတို့ကပြုလုပ်ခဲ့တယ်ပေါ့နော် ပြုလုပ်ပြီးတော့ဒီနေရာမှာမနစ်ကဆိုရင်ဒါ ban ခဲ့ transfer ban ခဲ့တယ်ပေါ့နော်အဲ့တော့ဒါဟာ Manchester United နဲ့ Nice ကိစ္စမှာတွေ့နိုင်တယ် Nice နောက်ကန်လူ Todibo ကို United က ခေါ်ယူခြင်းခဲ့ရဒါပေမဲ့ UEFA အနေနဲ့ဒါကိုဘန်းခဲ့တယ်ပေါ့နော်သူအနေနဲ့ Nice ကို United ကိုပြန်ပွဲတစ်ခုထဲမှာပါဝင်ခွင့်ရဖို့အတွက်ခုန Trustees လိုမျိုး restriction တွေနဲ့ပြုတ်လုတဲ့အခါမှာဒီ UEFA ရဲ့ကြင်ညာထုတ်ပြန်ချက်မှာတော့အသင်းတွေရဲ့ကြားထဲမှာရှိတဲ့ transfer တွေကိုပိတ်ပင်ခြင်းလဲပါဝင်ခဲ့တယ်ပေါ့နော်အဲ့တော့ပိတ်ပင်တဲ့အခါမှာလာ2025 September အထိပိတ်ပင်ထားတာဖြစ်တယ်ပေါ့နော်အဲ့တော့ဒီလိုနီလန်အားဖြင့် UEFA ဟာဒီ multi club ownership umbrella out there က ကလပ်တွေကိုပြိုင်ပွဲတစ်ခုထဲမှာကစားခွင့်ရအောင်သူတို့ပြုတ်လုပ်တယ်အလုတ်တော့နည်းနည်းပိုရှုပ်တယ်ဒါပေမဲ့လေဒါလက်ရှိ terms တွေအရာလက်ရှိရှိနေတဲ့အရာတွေအရာ UEFA ဟာအကောင်းဆုံးသောနီလန်ကိုရွေးချယ်တာလို့ပြောနိုင်တယ်ကျွန်တော်ရှေ့မှာတင်ပြခဲ့သလိုပဲတချို့သော critics တွေကဒီမှာဒီ club ownership ဟာပစံကိုအရန်ခြင်တွေပြီးတော့အသင်းတွေကိုကြီးထွားတဲ့ကြီးထွားလာစေတယ်ပြီးတော့ဒီဂျားတွေကပြန်ဆိုင်မှုတွေကိုကွာဟစေလို့ယူဆပြီးတော့ပိတ်ပင်စေလို့တဲ့ critics ဝေဖန်သူတွေရှိတယ်ဒါပေမဲ့လည်း UFA ကကျွန်တော်ရှေ့မှာတင်ပြခဲ့သလို free market သဘောတရားအရဒီ UFA တင်မဟုတ်ဘဲနဲ့ EU ထဲမှာရှိနေတာအဲ့တော့ဘောလုံးအသင်းတွေမဟုတ်ဘဲနဲ့သူဟာနိုင်ငံတွေ EU တွေရဲ့ policy အောက်မှာရှိနေတာဖြစ်တဲ့အတွက်ကျွန်တော်တို့ဘောလုံးအမြင်တစ်ခုနဲ့ကြည့်လို့မရဘဲနဲ့စီးပွားရေးအမြင်ပြီးတော့ဥပဒေအမြင်နဲ့ကြည့်ဖို့လိုတယ်အဲ့တော့ပိတ်ပင်လိုက်မယ်ဆိုရင်ခုနပိုင်ရှင်တွေဟာ code ကိုတက်မှာပဲ code ကိုတက်ရင်တော့ရှုံးမှာပဲဥပဒေနီလန်အပြင်စီးပွားရေးနီလန်အပြင်ဆိုတော့ရှုံးမှာပဲ UEFA တွေရဲ့စီးမြင်တွေကိုဒီ code မှာလာပြီးတော့ ဒီလိုဒီလိုရှိပါတယ်လို့ပြောလို့မရဘူးပေါ့နော်။ဘာဖြစ်လို့လဲဆိုတော့စီးပွားရေးသဘောတရားတွေပါဝင်နေရတဲ့အတွက်ဒါကြောင့်မလို့ UEFA အနေနဲ့ Multi Club Ownership ကို ခွင့်ပြုထားရတာဖြစ်ပါတယ်။အဲ့တော့ဒီအခြေအနေမှာဒီ Multi Club Ownership ကြီးကဥရောပတစ်ခုလို့အော်အော်တောင်းတင်ဖြစ်နေတယ်။လူတိုင်းဒီ Multi Club Ownership ကိုပိုင်ဆိုင်လို့ကြတယ်။အဲ့တော့ပြောမယ်ဆိုရင်ဒီဟာရဲ့ဒီရှေ့ပြေပေါ့နော်။ဘာဖြစ်လို့ဒီဟာကိုပိုင်ဆိုင်ကြလဲဆိုရှေ့ပြေက model ကစပါးအသင်းရန်စားတယ်။စပါးအသင်းပိုင်ရှင် Joe Louis ရဲ့ ENIC Group ဟာ မာဒီကလပ် ownership နဲ့စတင်ပြီးတော့နာမည်ကျော်ကြရပေါ့နော်သူကစပားကိုပိုင်အောင်နေမဟုတ်ဘူးဆွစ်ဇာလန်ကလပ်ဘေးဇယ်ကိုပိုင်နေတယ်ချက်ကလပ်စလာဗီးယားဘရက်ကိုပိုင်ဆိုင်တယ်ဒါအပြင်တခြားသောအသင်းတွေလည်းပိုင်ဆိုင်သေးတယ်ပေါ့နော်ပြောမလို့ဆိုရင် AEK Athens တို့ကိုသူပိုင်ဆိုင်တယ်ပြီးတော့ Serie အီတလီယားကလပ် Venezia အသင်းတို့ကိုပိုင်ဆိုင်ခဲ့ဒါပေမဲ့အဲဒီအဲ့အချိန်တော့ UEFA ဟာအင်မတန်ခက်မမိသေးဘူးပြီးတော့ဒီနေရာတွေမှာကင်တွေရတဲ့ policy အရှုပ်ထွေးတွေရှိတဲ့အခါမှာ UEFA နဲ့ အဲ့ဒီစပါသင်းနဲ့ ENIC group နဲ့ထိတ်တိုက်တွေ့မှုတွေဖြစ်ခဲ့တယ်2000ပြည့်လွန်နှစ်တွေတုန်းကအဲ့ဒီခါမှာဒီဖြေလျှော့မှုတွေပါတယ်ညာတွေအများကြီးလုတ်ခဲ့ရတယ်ပေါ့လုတ်ခဲ့ရပြီးတော့နောက်မှာတော့ ENIC group အနေနဲ့သူတို့ရဲ့အာယုံကိုစပါသင်းမှာပဲပြုတ်နှံလိုက်ဖို့ဆုံးဖြတ်လိုက်တယ်။ကျန်တဲ့ share တွေအကုန်လုံးသူတို့ရောင်းချခဲ့တယ်ပေါ့နော်။အဲ့တော့အဲ့ဒီကနေစပြီးတော့ဒါမှဒီ club ownership နဲ့ UEFA ရဲ့ဒီကိုင်တွယ်မှုဘိုင်းဆိုင်ရာ policy ဘိုင်းဆိုင်ရာထိတ်တိုက်တွေ့မှုတွေရှိလာခဲ့တယ်။ပြီးတော့နောက်ပိုင်းမှာတော့ဒါ Red Bull group ီးတော့ City Football Group ပေါ့နော်ဒီနှစ်ခုကတော့ Multi Club Borders နဲ့ပတ်သက်လာရင်ဒါအတင်ရှားအကြော်ကြားဆုံးပဲပေါ့နော် City Football Group ရဲ့ CEO ဖြစ်တဲ့ Ferran Soriano ကဒီပုံစံကိုအရင်သဘောကျတယ်သူ့ရဲ့စာအုပ်ထဲမှာလည်းဒီအကြောင်းတွေကိုရေးသားခဲ့တယ်ပေါ့နော်အဲ့တော့ Manchester City ဟာအကြီးမားဆုံးဘောလုံးကွန်ရက်ကြီးကိုပိုင်းဆိုင်ထားတယ် Red Bull Group ကတော့အကြီးမားဆုံးမဟုတ်တိတိုင်အောင်မြင်ဆုံးလို့ပြောလို့ရတယ်ဒီသူတို့ရဲ့ Red Bull Group ကိုအကျိုးပြုနိုင်တဲ့ကွန်ရက်တစ်ခုကိုပိုင်းဆိုင်ထားတယ်အဲ့တော့ ရဘူးအောက်မှာဆိုရင်ရဘူးစာစပတ်ရှိတယ်ရဘူးလိုင်စင်ရှိတယ်ပြီးတော့ဒီအမေရိကန်မှာဆိုရင်နယူးယောက်ရဘူးရှိမယ်ပြီးတော့ဘရာဇီးမှာဆိုရင်ရဘူးဘာရာဂန်တီနိုရှိမယ်တခြားသောအသင်းတချို့လည်းရှိနေပေမဲ့ခုနရဘူးဟာခုနကလပ်တွေက flagship ဖြစ်တယ်ပေါ့နော်ဒီအခါမှာသူတို့က scouting networks တွေကိုထိစပ်ပြီးတော့အကောင်းဆုံးအသုံးပြုတယ်အသင်းကိုဒါစာစပတ်ကနေ လိုက်စစ်ကိုရောက်တယ်လိုက်စစ်ကနေရောင်းချလိုက်တဲ့ player ပေါင်းများစွာမှာကျွန်တော်တို့မရှင်မတော့နိုင်အောင်ရှိခဲ့တယ်အဲ့ဒီကွန်ရက်ကြီးကနေရောင်းချခဲ့ပြီးတော့ယူရိုတန်းရာပေါင်းများစွာကိုရှာဖွေခဲ့ပြီးသားအဲ့တော့ဟာလန်တို့ကအစဒီစားစဘက်ကနေဒါစကောက်လုပ်ခဲ့တာကျွန်တော်တို့တွေ့ရလိမ့်မယ်ပေါ့နော်ပြီးတော့စားစဘက်ကနေဒီတိုက်ရိုက်မရောင်းမင်းနဲ့တိုက်ရိုက်ရောင်းလိုက်တဲ့နေရာတော့ဟော်လန်တို့ပြီးတော့ဒီဆာဒီယိုမာနေတို့ပါတယ်ပေါ့နော်အဲ့လိုမရောင်းမင်းနဲ့စားစဘက်ကနေလိုက်စစ်ကိုရောက်တဲ့ကစားသမားတွေ အများကြီးရှိခဲ့တယ်။နာဘီခီတာတို့ဆိုတာဈေးအကြီးနဲ့ရောင်းထုတ်ခဲ့တာဖြစ်တဲ့အခုဆိုရင်လည်းဘန်ဂျမင်ရှက်ကိုလို့ဆိုရင်အဲ့ဒီလမ်းကြောင်းအတိုင်းလိုက်တယ်ပေါ့နော်။အဲ့တော့ Sasbeck အောက်မှာလည်း Life Ring ဆိုတဲ့ class ရှိတယ်။ဒါကဒီလူငယ်အသင်းပေါ့နော်။ Life Ring ကလည်း Sasbeck သွားတယ်။ Sasbeck ကနေဒီ Life ရောက်တယ်။ Life ကလည်းတခြားအသင်းသွားတယ်ပေါ့နော်။အဲ့တော့ Life Ring ကနေစပြီးသွားမယ်ဆိုရင် Dominic Sobos Line ဆိုရင်အဲ့ဒီပုံစံအတိုင်းသွားခဲ့တာဖြစ်တယ်။အဲ့တော့ Robul ဟာအဲ့ဒီပုံစံနဲ့အလုပ်လုပ်တယ်ဒါပေမဲ့ City Football Club ကြတော့သူက power ပိုင်းတက်တက်အလွတ်လို့တာပေါ့နော်ပတ်စံတွေအရန်ချမ်းတာတဲ့အခါမှာသူတို့ရဲ့ လုပ်ငန်းစဉ်တွေက network ကြီးကအရန်ကျယ်ပြန့်လွန်တယ်ပေါ့နော်အဲ့တော့ Manchester City ကိုပိုင်ဆိုင်တယ်ပြီးတော့ New York City ပိုင်ဆိုင်တယ် Melbourne City ကိုပိုင်ဆိုင်တယ်ပြီးတော့ဒီ Multivideo City Talk Key ဆိုတာဥရုဂွေးမှာပိုင်ဆိုင်ပြန်နေပြီးတော့နောက်ပိုင်းမှာ live ပြီးတော့ဝယ်နေတိုက်ပေါင်းမျိုးစုံဝင်ဝယ်နေဘရာဇီးမားဆိုရင်လည်းနောက်ဆုံးမှာ Bahia Club ကိုဒါပိုင်ဆိုင်သွားခဲ့ပြီပေါ့နော်ပြင်သစ်မှာဆိုရင် Tries အသင်းကိုပိုင်ဆိုင်နေ Netherlands မှာတော့ NEC Breda အသင်းကိုဝယ်ယူဖို့စူးစမ်းခဲ့ဒါပေမဲ့ ဒီသူတို့ရဲ့ local တွေကအရန်ဆန္ဒပြတာကြောင့်အဲ့ဒီလှုပ်ရှက်ကမအောင်မြင်ခဲ့ဘူးပြီးတော့အီတလီမှာဆိုရင်ပါလာမိုအသင်းဒါနာမည်ကျော်အသင်းမှာပါလာမိုအသင်းကိုပိုင်ဆိုင်တယ်အဲ့တော့အများကြီးပဲပြောမဆိုမအောင်တော်တုံးတောင်အဲ့လောက်ထိကို City Football Group ကပိုင်ဆိုင်ပြီးတော့ကျယ်ပြန့်လွန်းတယ်ပေါ့နော်အဲ့တော့ဒီနေရာတွေကပါဝါပိုင်းရဒါပေမဲ့ဒီနေရာမှာ Brighton တို့လို Brentford တို့လို့ပိုင်ဆိုင်တဲ့အသင်းတွေလည်းရှိလာတယ် Brighton ပိုင်ရှင် Tony Blunt ဟာ Brighton နဲ့ Union Saint Gilloise ကိုပိုင်ဆိုင်တယ် Brentford ပိုင်ရှင် Matthew Benham က Bravo နဲ့ပြီးတော့ဒီ Magellan ကိုပိုင်ဆိုင်လေပေါ့เนาะအဲ့တော့သူတို့ဟာဘာဖြစ်လို့လဲဆိုတော့ဒီ post brexit အခြေအနေမှာဖြစ်လာမဲ့အရာတွေကိုတွက်ဆပြီးတော့ဒီလိုမျိုးပိုင်ဆိုင်အဲ့ဒီကာလမှာအကုန်လုံး Premier League အသင်းတွေ Leicester ပြီးတော့ဒီ Aston Villa အစသဖြင့်ရှေ့သဖြင့်ပေါ့ Aston Villa ဆိုတာ V Sport ကပိုင်ဆိုင်တာပေါ့เนาะသူတို့မှလည်း multi club ပေါ်တယ်စီ အသင်းတိုင်းဒီမှာမှရှိတယ်ဗောနော်မာတီကလပ်ပေါ်တယ်စေရှိတယ်ဘာဖြစ်လို့လဲဆိုတော့ post braces မှာဒီကြောက်စရာကောင်းတဲ့ဒီဘောလုံးအသင်းတွေတော့ကြောက်စရာကောင်းတဲ့ဟာဖြစ်လာတယ်ဗောနော်ဘာဖြစ်လို့လဲဆိုတော့အင်္ဂလန်ဟာ EU ကနေထွက်သွားတာဖြစ်တဲ့အတွက်ဒီအရင်လိုမျိုးကစားသမားတွေလွတ်လပ်စွာပြောင်းရွှေ့ခွင့်မရှိတော့ဘဲနဲ့သူ့အနေနဲ့အစည်းအဝေးအပြောင်းလဲတွေဖြစ်လာတယ်ဗောနော်အဲ့တော့အင်္ဂလန်ဟာ EU တွေကထွက်လိုက်တာဖြစ်တဲ့အတွက် EU တွေမှာ ဒီအလုပ်သမားပြောင်းရွှေ့ခွင့်တွေမဟုတ်တော့ဘဲနဲ့ပြီးသန့်ဖြစ်လာတယ်အဲ့ဒါကို GPE restriction လို့ခေါ်တယ်ဗောနော်အဲ့တော့ဒီ GPE restriction နဲ့ဒါကိုက်ညီဖို့အတွက်အမ်ခက်ခဲလာတယ်ဗောနော်ကစားသမားတယောက်ဘရာဇီးမှာအရင်ကောင်းနေတန်းပြီးတော့ခေါ်လိုက်လို့မရတော့ဘူးအဲဒီချုပ်ထွေးတဲ့လမ်းစဉ်တွေအများကြီးရှိလာတယ်ပြီးတော့ဒီ EU တင်းမှာဆိုရင် EU ထဲမှာဆိုရင်တော့ဒါ ranking ပုံမြင့်လာတယ်ပေါ့နော်ဒါပေမဲ့ EU ပြင်ရနေဆိုရင် ranking နှိမ့်သွားတာလေအဲ့လိုရှုပ်ထွေးတဲ့စနစ်တွေရှိလာတယ်ဥပမာ Carlomito မှာကို Brighton ခေါ်ယူခြင်းနဲ့ဆိုရင်တန်းပြီးတော့ခေါ်လို့မရဘူးဘာလို့လဲဆိုတော့ Carlomito မှာ Japan legend မဟုတ်သေးဘူးလုံလောက်တဲ့ပွဲကံထားခွင့်မရှိဘူးပြီးတော့ England ကအမှတ်မမြင်ပေးတဲ့ဒီ league တွေရှိတယ်ဥပမာ league တွေအဲ့ league တွေမှာကံထားတာမဟုတ်ဘူးမဟုတ်တဲ့အတွက်အမှတ်မပြေဘူးအမှတ်မပြေတဲ့အတွက်ခေါ်လို့ရရင်တော့ဒီ work permit မရဘူး ဝါပါမဲ့မရတဲ့အတွက်အဲ့လိုရအောင်လုပ်တဲ့စနစ်တွေလိုလာအဲ့ကြောင့်မျိုးဖီဒါကလပ်တွေလိုလာတဲ့အတွက်ခုနလိုမျိုးဘယ်ဂျီယမ်တို့ဟော်လန်တို့ကကလပ်တွေကိုဝယ်ယူခြင်းဖြစ်တယ်အဲ့တော့အဲ့ဒီပုံစံအတိုင်းကိုလည်းကာရိုမီတိုမားရဲ့အပြောင်းအရွှေ့မှာတွေ့ရတယ်ကာရိုမီတိုမားယူနီယံစိန့်ဂျူလိုက်မှာခြေစွမ်းပြပြီးဂျပန်လက်ရွေးစင်ဖြစ်လာတယ်ပြီးတော့မှဘရိုက်တန်အသင်းကိုရောက်ရှိလာအမတ်မိသွားတယ်ပေါ့နော်အဲ့လိုပုံစံကြောင့်ကနအူးဝယ်ယူတာဒါပေမဲ့နောက်ပိုင်းမှာတော့အဲ့ပုံစံတွေမဟုတ်တော့ဘဲနဲ့တခြားသော ဒီစိတ်ဝင်စားမှုတွေပါလာတယ်ပါဝါချေဖြန့်ခြင်းလည်းပါတယ်လို့နောက်ထပ်စိတ်ဝင်စားကြကောင်းတဲ့ model ကဆိုတော့ဒါ capital တွေပေါ့နော်ပြောမှဆိုရင် investment fund တွေကဒီ model ကိုအရင်ကြိုက်လာပြီး investment fund တွေအလုံးအရင်းနဲ့ဝင်လာတယ်ပေါ့နော်အထူးသဖြင့် AC Milan အသင်းကိုပိုင်ဆိုင်တဲ့ဒါ Red Bull Capital Robert Capital က Liverpool အသင်းမှာလည်းဒါစေးကြီးတဲ့ share ပမာဏကိုဝယ်ယူထားတယ်ပြင်းထန်ပါလေဆိုရင် Toulouse ကိုပိုင်းဆိုင်တယ်အဲ့တော့သူတို့အနေနဲ့2023 24တော့ကအာ Europa League အဒီဥရောပမှာ ရိစုံနိုင်ခြင်းရှိတဲ့အတွက်ဒီဖြည့်ရှင်းမှုတွေလုပ်ခဲ့ရသေးတယ်ပေါ့နော်အဲ့တော့ခုနမန်စီးတီးလို case နဲ့အတူတူပဲဖြစ်တယ်အဲ့တော့အဲ့လိုမျိုးဒီ capital တွေကပိုင်ဆိုင်လာခုနဘက်မှာဆိုရင်77 partner ဆိုတာဂျီနိုဟာအသင်းကိုပိုင်ဆိုင်တယ်ပြီးတော့ Sevilla အသင်းမှာဆိုရင်လည်း minority stake stake အနည်းငယ်ပိုင်ဆိုင်တယ်ပြီးတော့ဒါ Rester FC ဆိုတာဒါ Paris FC site ပြင်သစ်ကအသင်းပေါ့နော်သူ့ကိုလည်းဒါပိုင်ဆိုင်မှုရှိတယ်ပြီးတော့ Belgian Standard Liège ကိုပိုင်ဆိုင်တယ်ပေါ့နော်အဲ့တော့ ဒီလိုမျိုးခုန fans တွေကပတ်စံနေအလုံးရင်တုံပြီးတော့မှာကလပ်တွေကိုသူတို့ live ဝယ်နေတဲ့ပုံစံရောက်လာတယ်ပြီးတော့ American လုပ်ငန်းရှင်တွေဖြစ်တဲ့ဒါ Crystal Palace လုပ်ငန်းရှင်တွေမှာဆိုရင်အဲ့လို multi club ပိုင်တဲ့လုပ်ငန်းရှင်တွေကြီးပဲ American မှာလည်းသူတို့ NBA NFL ပြီးတော့ Major League Baseball အစားအသောက်တွေဖြင့်ပိုင်ဆိုင်ကြသလိုဘောလုံးမှာလည်းသူတို့အများကြီးပိုင်ဆိုင်ကြတယ်ဘောနော်အထူးသဖြင့်ဒါ John Tester John Tester ကတော့ဒါ Palace ရဲ့နာမည်ကြီးပိုင်ဆိုင်သူဖြစ်တယ်ဘောနော် John Tester ဟာ Crystal Palace ကိုပိုင်ဆိုင်တယ်ပြီးတော့ Lyon အသင်းကိုပိုင်ဆိုင်တယ်အခုလောလောဆယ် Crystal Palace ပြဿနာတက်နေတယ်အခြေအနေပေါ့နော် John Tester ရှိတယ်ပြီးတော့ Steve Parish ဆိုရင်လည်းအဲ့ဒီလိုမျိုး model နဲ့အတူ Crystal Palace အပြင်တခြားသောဘောလုံးကလပ်တွေကိုလည်းဒါပိုင်ဆိုင်မှုရှိတယ်ဒါအပြင် David Blitzer ပေါ့နော် David Blitzer ဆိုတာလည်းဒါနာမည်ကြီးလုပ်ငန်းရှင်ပဲသူဆိုရင်လည်းဒါ Bolt Football group ဆိုပြီးတော့ရှိတယ်ဗောနော်သူဆိုရင်ဒါ Osberg အသင်း Germany ရဲ့ Osberg အသင်းကိုပိုင်ဆိုင်တယ် Crystal Palace မှာလည်းပိုင်ဆိုင်မှုရှိတယ်ပြီးတော့ Daimak က Brøndby တို့ကိုလည်းပိုင်ဆိုင်မှုရှိတယ်ဗောနော်အဲ့တော့အဲ့လိုမျိုးလူတိုင်းကအသင်းတွေအများကြီးပိုင်နေတယ်ကျွန်တော်ရှေ့မှာတင်ကြားခဲ့သလို Aston Villa ဆိုတော့ ਨੇ Feesport အသူဆိုရင်လည်းဒါ Victoria Guimarães လို့ Portuguese အင်အားကြီးအသင်းကိုဒါပိုင်ဆိုင်ထားတယ်ဗောနော်အဲ့တော့ဒီလိုမျိုးပိုင်ဆိုင်မှုတွေအများကြီးအများကြီးလုပ်နေကြတယ်ဒါဟာဒီ City Football Group လို့ဒီ ပါဝါပိုင်းတည်ဆောက်မှုတစ်ခုတည်းနဲ့လည်းမဟုတ်ဘူးပြီးတော့ခုန Brighton တို့လိုမျိုးဒီ GBE restoration နဲ့ kait ညီအောင်လုပ်ခြင်းလည်းမဟုတ်ဘူးဒီလိုမျိုးစီးပွားရေးကဘာဖြစ်လို့လှုပ်လာလဲဆိုတော့တစ်ခုတည်းပိုင်ဆိုင်ခြင်းတဲ့ဆိုင်အများကြီးပိုင်ဆိုင်ခြင်းကပို့ပြီးတော့ခုတာခံတာရှိတယ်ဘောလုံးဟာအရှုံးရွယ်တဲ့အရှုံးများတဲ့အမျက်နေပြီးအရှုံးများတဲ့လုပ်ငန်းတစ်ခုဖြစ်တယ်အဲ့တော့အရှုံးများတဲ့အခါမှာအရှုံးသက်သာအောင်အဲ့လိုမျိုးခွဲဝေထားခြင်းကအဆင်ပြေတယ်ပြီးတော့ operation codes ပေါ့နော် data တွေ တသိန်းနဲ့တသိန်းမျှဝေနိုင်ခြင်းရှိတာကအင်မတန်ကောင်းတဲ့အားသာချက်ဖြစ်တယ်အဲ့တော့ဒီကျွန်တော်တို့စားသောက်ဆိုင်ဒီဇိုင်းနဲ့ဖွင့်ထားတာမဟုတ်ဘဲနဲ့စားသောက်ဆိုင်နေအများကြီးဖွင့်ထားသလိုမျိုးအလုပ်ဖြစ်တယ်ပြီးတော့ဒီ micro ecosystem လို့ခေါ်တာပေါ့နော် micro ecosystem တစ်ခုကိုဖွဲ့စည်းပြီးသားဖြစ်သွားကျွန်တော်ခုနတင်ပြခဲ့တဲ့ဒီ data sharing တွေလောက်တာတွေ scout network sharing တွေလောက်တာတွေလုပ်နိုင်တယ်ဒါအပြင် feeder club အနေနဲ့ဆောင်ရွက်ပေးနိုင်တယ်အဲ့တော့ကျွန်တော်ဘယ်လိုဖြစ်သွားလဲဆိုတော့ဒါ matter လို့ပေါ့နော် Facebook ရှိမယ် Instagram ရှိမယ် WhatsApp ရှိမယ်အားလုံးက social media တွေပဲအားလုံးကဆက်ဆက်မှုပေါ့ရှိနေတယ်ပေါ့နော်အဲ့လိုပုံစံမျိုးနဲ့ပို့ပြီးတော့ဒီ fans တွေအတော့စီးပွားရေးဆိုင်ရာအမျက်အစွန်းနဲ့စီးပွားရေးဆိုင်ရာအယုံချမှုကိုပို့ပြီးတော့စွဲတင်ပေးနိုင်တာဖြစ်နေတယ်ပေါ့နော်ဒါအပြင်နောက်ထပ်အကိစ္စတစ်ခုကတော့ဒီကစားသမားတွေပေါ့နော်ဒါ red bull model မှာဆိုကျွန်တော်တို့မြင်ရတယ်အပြောမဆိုရင် coffee ဆိုင်လို့ပေါ့ coffee ကိုဟို site တဲ့အစင်အစားပြီးတော့ coffee roaster လုပ်တဲ့အစင်အလှဒီဘက်ကနေ ထုတ်ပြီးတော့ coffee ကိုရောင်းချတဲ့အဆင့်ဒီအားလုံးကိုတစ်ဆက်တည်းသွားတဲ့ process ကဒီအများဆုံးအကြီးမားဆုံးကိုလုပ်ပေးနိုင်တယ်လို့ယူဆကြတယ်ဗောနော်အဲ့တော့အဲ့လိုပုံစံမျိုးနဲ့လေဒါအသင်းတွေကိုအထောက်အကူပြုနေတယ်ဗောနော်ဒါကြောင့်မလို့အခုနောက်ပိုင်းမှာ multi class model ကိုဒါ immediate နှိမ့်ချိုက်လာကြတယ်အဲ့တော့ immediate နှိမ့်ချိုက်လာကြပြီးတော့ဥရောပမှာလည်းတော်တော်ကြီးကိုမြင့်မားနေတယ်ဗောနော်2023ရဲ့ထုတ်ပြန်မှုအရဆိုရင်300ကျော်ရှိနေပြီဗောနော်အဲ့တော့ဒါကြီးက အင်မတန်များပြားတဲ့ပမာဏဖြစ်တယ်လက်ရှိအင်္ဂလန်မှာဆိုလဲထိပ်သီးအသင်းစိုက်တဲ့အသင်းကိုရွှေ့လိုက်မာတီကလပ်စ်မော်လဲရှိရဲလီဗာပူးဆိုရင်လဲကျွန်တော်ခုန AC မီလန်မှာတင်ပြခဲ့တဲ့လိုမျိုး Red Bad Capitals ကပါဝင်မှုတွေရှိတယ်လီဗာပူးကိုပိုင်ဆိုင်တဲ့ FSG ကိုတိုင်းလဲသူကမာတီကလပ် Sport Ownership ပေါ့နော်သူကတော့ဘောလုံးတစ်ခုတည်းမဟုတ်ဘူးသူကတော့ Boston Red Sox ကိုစတင်ပိုင်ဆိုင်တာပေါ့နော်အဲ့လိုမျိုးတခြားသောအားကစားနည်းစီမှာပိုင်ဆိုင်တယ်သူကအားကစားတစ်ခုကိုတသင်းပိုင်ဆိုင်ထားတဲ့ပုံစံပေါ့နော်ပြီးတော့ဒါ Arsenal ပိုင်ရှင် Stan Kroenke တို့ George Kroenke တို့ဆိုရင်လဲအဲ့ဒီလိုပဲ Major League Baseball ပြီးတော့ဒီ NFL အစရှိသဖြင့်အကုန်လုံးပေါ့နော် NBA Denver Nuggets တို့ကိုသူတို့ပိုင်းဆိုင်တယ်အဲ့တော့တကယ်ကိုထိတ်တန်းအသင်းကြီးကြီးပဲပိုင်းဆိုင်ထားတာ American မှာဆိုရင်ဒီ Cronky ရဲ့ဒီလုပ်ငန်းစုကြီးကပေါ့နော်ပြီးတော့ဒီဘောလုံးမှာဆိုရင် Arsenal အသင်းကိုပိုင်းဆိုင်တယ်အဲ့တော့ Man City ဆိုရင်လည်းဒါ CFG အကြီးဆုံးပဲအဲ့တော့ Chelsea ဆိုရင်ဒါ clear lake capital ပေါ့เนาะ chelsea ကတော့ blue core ပေါ့เนาะပေါင်းလိုက်တဲ့အခါမှာ blue core လို့ခေါ်တယ်ပေါ့เนาะ blue core ကတော့ chelsea ကိုပိုင်းဆိုင်တယ် ်ပြီးတော့ဒါပြင်သစ်လီဂူကစွာဘိုးကိုပိုင်ဆိုင်တယ်စွာဘိုးကဒါထိတ်တန်းအဆင့်ကိုတက်ဖို့အတွက်ဒါလှမ်းနေပြီပေါ့နော်အဲ့တော့စွာဘိုးကိုပိုင်ဆိုင်တယ်အဲ့တော့ဒီနှစ်ခုလစ်တခုလည်းကြားတဲ့အခြေအနေတွေမှာကျွန်တော်တို့ဟာ Manchester United နဲ့ Nice Don ကလိုမျိုးဖြစ်လာဖို့ဒီရှိနေတယ်အဲ့တော့ UEFA ရဲ့ဒါကိုကင်တယ်မဲ့သူ့မှာဒီလမ်းစဉ်တွေတော့ရှိနေပြီပေါ့နော်အဲ့တော့ဒီဟန်ချက်လေးနဲ့သွားနေတာကလက်ရှိအခြေအမှာတော့ဥရောပမှာအလုပ်ဖြစ်နေပြီးတော့ကျွန်တော်တို့က D model ကိုဒီအကြောင်းရင်းတွေကြောင့် ြင်တွေ့နေရတာဖြစ်တယ်အဲ့တော့ critics တွေပေါ့နော်ဝေဖန်သူတွေကတော့ဒါကြီးကိုပျောက်သွားစေခြင်းတယ်ဒါပေမဲ့ဒါ John Tester Crystal Palace ပါရှင်ပြောသလိုပေါ့နော်ဒါကြီးကိုပျောက်သွားစေခြင်းတဲ့လူတွေကအ ਨੇ စုပါဒါပေမဲ့ပရိသတ်တွေကငါတို့ရဲ့ models ကိုချစ်ကြတယ်ငါတို့ရဲ့အသင်းတိုင်းကမှပရိသတ်တွေကငါတို့ကိုချစ်ကြတယ်ငါတို့တိုးတက်အောင်လုပ်နေတာကိုယုံကြည်ကြတယ်ဆိုပြီးတော့ပြောကြခဲ့တယ်ပေါ့နော်အဲ့တော့ဒါကတော့ John Tester ရဲ့ပြောစကားဖြစ်ပြီးတော့ ဒီပြောစကားတိုင်း100%မှန်ကန်နေမယ်လို့လည်းကျွန်တော်တို့ယူဆလို့တော့မရဘူးဖြစ်ရ case ပေါင်းများစွာဖြစ်ရအခြေအနေအမျိုးမျိုးရှိတဲ့ situation and circumstances ပုံစံမျိုးမျိုးရှိတာကိုတော့ကျွန်တော်တို့လက်ခံထားရမှာဖြစ်တယ်လက်ရှိအချိန်မှာတော့ဒါငွေကြေးလိုင်းလုံးတွေရဝင်ရောက်မှုနဲ့အတူမှာဒီ class model ဟာဥရောပမှာအခုကျွန်တော်တင်ပြခဲ့တဲ့အတိုင်းဖြစ်တည်နေခဲ့တာဖြစ်ပါတယ်ကျေးဇူးအားပေးခဲ့တဲ့အတွက်အားလုံးကိုအထူးပဲကျေးဇူးတင်ပါတယ်ခင်ဗျာ